ဟောင်းနေပြီလက်ဒီခရှိကြညောင်းပြီအပြောင်းလေးတွေကိုမီခွတွေသာပြောင်းပြီမဟောင်းနေပြီလက်ဒီဘုခိုက်ကိုဇော်ပါလီရှူကျူးစွာတီတန်ခါကိုရင်ထူးပြင်းမြက်လေရောက်ရုံမြင်တန်ကြားပြည်တန်များရှင် ဒီနေရာဟာမုံရွာမြို့မြောက်ဖက်ငားမိုင်ခန့်အကွာမှာရှိတဲ့ရာကြီးကုန်းတော်ရမဟာတရဏဂုံကုန်းတော်မြေနေရာဖြစ်ပါတယ်။လက်ရှိဆရာတော်ဖျားကြီးဟာဒီနေရာမှာမဟာတရဏဂုံတော်ကြီးကိုရွတ်ဆိုတော်မူပြီးရသော်ဖျားရဲ့ကျေးဇူးတော်ဆုံးကုန်းတော်နန္ဒကိုရွတ်ဖတ်ပူဇော်တော်မူပါတယ်။တရဏဂုံဆိုတာဘုရားသာသနာရဲ့အချိန်ပနဲ့ဖြစ်ပါတယ်။တရဏဂုံမတိပါကဘုရားဘာသာဝင်မဖြစ်နိုင်လို့ဆိုရမှာဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့သာသနာမှာဖျားတရားတန်ဃာဒီဟုသောရဏမြတ်သုံးပါးဟာတရဏဂုံသုံးပါးပဲဖြစ်ပါတယ်ရှင် လေးရီဆရာတော်ကြီးဟာမြတ်စွာဘုရားဟောကြားတော်မူတဲ့ပြိတ္တကသုံးပုံတို့ကိုတစ်ဖက်ကန်းခတ်တက်မြောက်တော်မူတဲ့ပါဠိပါရဂုတစုပြီးပြီးမြတ်စွာဘုရားရဲ့ကျေးဇူးတော်နန္ဒကိုသိရှိတော်မူခဲ့သူဖြစ်ပါသည်။တဖန်မြတ်စွာဘုရားရဲ့ကျေးဇူးတော်ဆုံးဂုဏနန္ဒဟာအပေမြကြီးမားတယ်ဆိုတာဘုရားမြတ်စွာဘုရားကဲ့သို့သောဘုရားတစုကသာဟင်ပြောကြမှပြည့်စုံတော်မူနိုင်မှာဖြစ်ပါသည်။လေဒီဆရာတော်ကြီးကတော့မြတ်စွာဘုရားရဲ့ကျေးဇူးတော်ဆုံးဂုဏနန္ဒကို မိမိဉာဏ်စွမ်းရှိသမျှထုတ်ဖော်လိုတဲ့ဆန္ဒပြင်းပြစွာရှိခဲ့ပါသည်။လေဒီဆရာတော်ကြီးဟာဖျားကိုပူဇော်ခြင်းတရားကိုပူဇော်ခြင်းတန်ခါကိုပူဇော်ခြင်းမှာတင့်တယ်ရောက်ရဲမှုမရှိသူလည်းဖြစ်ပါသည်။ဆရာတော်ကြီးဟာတပည့်တန်ခါတော်တွေအတွက်ရေဖို့ဆုံးဖို့ကိုပြုစုပြီးတန်ခါတော်တွေကိုကျေးဇူးပြုခဲ့ပြီးဖြစ်ပါသည်။ယခုတစ်ဖန်ယရဏမြတ်သုံးပါးကိုစိတ်ရှိလက်ရှိ ပူဇော်ခြင်းဖြင့်မြတ်စွာဘုရားရဲ့ကျေးဇူးဂုဏ်တော်တွေကိုထုတ်ဖော်ကား မဟာတရဏဂုံတော်ကြီးကိုစီရင်ရေးသားရွတ်ဆိုပူဇော်ခဲ့ပါတယ်ရှင်။ဒီနေရာဌာနသောသောပိုင်းကတော့ကတော့ယာကြီးကုံတော်ရာကြီးကောင်တော်ရာအကြီးရဒါပေမဲ့လို့ဆရာတော်ဖရာကြီးကြွလာတော်မူပြီးတော့ဒီမှာဗရင်ကျုလာွယ်နေဗရင်သုံးမှညဥ်ရံရှင်ကစပြီးညဆရာတော်ဖရာကြီးကမ္မထမ်းပါဝင်တာပွားများမှနေတော်မူခဲ့တယ်။ ဒဇမုံးလာဆောင်တည့်ရအာယုန်တက်တဲ့အချိန်ရောက်လာတော့ဆရာတော်ဖရာကြီးအဲ့ဒီအချိန်ကစပြီးတော့မှမဟာတရဏဂုံတော်ကြီးကိုဆရာတော်ဖရာကြီးရဲ့အုံနောက်ညာတော်ကထုတ်ပြီးတော့မှရပွားတဆေတော်မူခဲ့တာဒဇမုံးလာဆောင်တည့်ရနေကစလို့တပေါင်းလာကုန်ပြီးအထိငါကတိအတိမုံးငါဆိုရပွားတဆေတော်မူသွားတယ်အဲ့လိုရပွားတဆေသွားတဲ့နေရာကြီးကအခုလိုပဲ နှစ်ကာလကြာညောင်းမှသွားတော့ကဒီညဟာဆရာတော်ဖရာကြီးမဟာတဏ္ဍာရီပွားရဌာနတဏ္ဍာရီကအောင်ကြီးတဏ္ဍကုံကုံကြီးဆိုတဲ့ကားဟာယာကြီးကုံတော်ရကြီးကြီးတော်ရကပျောက်ပြီးမှမဟာတဏ္ဍကုံအောင်ကြီးအဖြစ်ကိုကြောင်းဖြစ်သွားတယ်အဲ့တော့မဟာတဏ္ဍကုံအောင်ကြီးမှာကျေးဇူးရှင်ဆရာတော်ဖရာကြီးမဟာရဏဂုံတော်ကြီးပွားတဲ့ဆရာတော်မူတာကိုအထူးသဖြင့်လေးစားကြည့်ရတော့အဖြစ်ဆရာတော်ဖရာကြီးရည်ရွယ်ချက်က တရဏနဲ့ဝိဇ္ဇာမဖြာတော့အကျိုးတရားများရရှိဖို့ရာရည်ရွယ်ပြီးမှဆရာတော်ဖရာကြီးဟာပုပ္ပင်ကမပြီးဥဆောင်ဥရပြီးမှယူပွားတဲ့ဆွားတယ်။အဲ့တော့ယူပွားတဲ့ဆွားဤနိယခဏသည်တမိုင်းမပြောက်ရအောင်ငါတို့ဆောင်ရရမှာပဲလို့ဆောင်ရရမယ်တာဝတရားရှိတယ်ဆိုမှမဟာတရဏဂုံဝတ်သိနေဖွဲ့ပြီးမှအလုံးမျိုးဥပ္ပဒေါ မျိုးသစ်မုံရွာအစရှိသည်ဖြင့်အဲ့ဒီကစမှကြီးထွန်လိုက်တာဗမာပြည်ဒီလုံးမှာအထက်ခန္တီကစမှအောက်ရန်ကုန်ကော့ကရစ်ဖြစ်အောင်ဝတ်တင်းနေရအများကြီးဖြစ်တော့တို့ပွားနေပါလေကျေးဇူးရှင်ပထမလေးဆရာတော်ဘုရားကြီးရဲ့မဟာတရဏဂုံဆိုတာပြစ်စုပန်အတွက်မှာလေဘေးရန်အန္တရာယ်ကင်းစီနိုင်ပါလေအာလောစီးပွားကြမ်းဆန္ဒတိုးတက်စီးပွားမှာဘေးရန်အန္တရာယ်ကင်းစီနိုင်ပါလေ ဒီတမလုံးမှာလည်းပဲလူထမ်းတာနဲ့ထမ်းတာခံစားစီနေပါလေဒီကျေပုံမှကျေးဇူးရှင်ဆရာတော်ဘုရားကြီးရည်ရွယ်တော်မူခဲ့ခြင်းသည်မိထမ်းတာဖိုထမ်းတာနိဗ္ဗာန်သံဃာမလွတ်မြောက်ရာကိုရည်ရွယ်မှပြုပွားတဲ့ဆရာတော်မူခဲ့တဲ့မဟာတဏ္ဍကုံတော်ကြီးပြုပွားရာဌာနပြီးတော့ဆရာတော်ဘုရားကြီးရဲ့ဂုံတော်ကိုယူမှန်း၍ဆရာတော်ဘုရားကြီးပွားတော်မူတဲ့ဆရာတော်မူတော်ရတဲ့တမိုင်းကြီးကိုမပြတ်မပြေအောင်ထိမ့်သိမ်းစောင့်ရှောက်မှအခုလိုပဲ အလုံးမုံရအစရှိသည်တို့ဖြင့်ဆောင်ရွက်တဲ့အကြောင်းကိုခေါင်းကြီးကပြောရင်မိကုန်းချုပ်ပါတယ်နော် တန်များရှင်လေဒီဆရာတော်ဖျားကြီးဟာမဟာတရဏဂုံတော်ကြီးကို၅လတိတိဝိရိယတိပိနဲ့အချိန်ပေါင်း၂တန်း၃သိန်းရောရွတ်စုပူဇော်ခဲ့တာကြောင့်ယန္တနာမြတ်သုံးပါးပေါ်ဆရာတော်ကြီးရဲ့အတိုင်းအတာကြီးညိုပွားများမှုကိုမြန်မာတိုင်းနိုင်ငံလုံးကြီးညိုမဆုံးဖြစ်ခဲ့ရပါတယ်။ ခုခါလေဒီကျောက်စာတိုက်အတွင်းမှာမဟာတရဏဂုံတော်ကြီးကိုကျောက်စာချက်၃ချက်နဲ့ရေးထိုးပူဇော်ထားတယ်လို့မြန်မာနိုင်ငံရဲ့ရဲ့မှာမဟာတရဏဂုံအသင်းတွေဖွဲ့စည်းပြီးမဟာတရဏဂုံတော်ကြီးကိုရွတ်ဆိုပူဇော်နေကြပြီဖြစ်ပါတယ်။ဒါ့အပြင်အခုလက်ရှိနိုဝမဗရဏနာယကလေဒီဆရာတော်ကြီးဟာမဟာတရဏဂုံကုန်းကြီးကိုသာသနာ့သမိုင်းဝင်မှတ်တိုင်ဖြစ်စိုက်ထူလျက်ရှိပါတယ်။တရဏဂုံသုံးမဟာရုပ်ဖတ်ပွားများကျင့်သုံးရင်ကျင့်သုံးသလောက်ကျယ်ဝန်းပြီးဗုဒ္ဓသာသနာရဲ့ပနယ်လေးဖြစ်တာကြောင့် တရဏဂုံကိုဓမ္မနုဓမ္မပရိပတ်ဖြင့်ဖွဲ့စည်းပူဇော်ခြင်းဟာပြည်ညိုတရာပွားဝေရာပူဇော်မှုဖြစ်ပြီးအဲ့လိုပူဇော်ရခြင်းအကျိုးကြောင့်လောက၌တွေ့ကြုံရသောယဉ်သူမျိုး၅ပါးတမလွန်ဘဝ၌တွေ့ကြုံရသောအပေလေးပါးခန္ဓာကိုယ်ရင်ဆွေးငင်း၍အမြင်မပြတ်နှိမ့်ဆက်အပ်သောအိုနာတေဘေးတို့မှလုကင်းစေခြင်းစတဲ့အကျိုးများရရှိနိုင်ပါသည်ဒါကြောင့်ယေရှုရှင်လေဒီဆရာတော်ကြီးရဲ့ယေရှုတရားများကိုပွားများရင်း မဟာတရဏဂုံတော်ကြီးကိုရွတ်ဆိုသရာပွားများကြပါစို့လားရှင်။ဟုတ်ပါဘူး။